်မင်္ဂလာပါခင်ဗျရန်ကုန်ခေတ်တက်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချက်ဖတ်စစ်ကောင်စီကသူတို့စစ်အုပ်ချုပ်ရေးကြီးညာထားတဲ့63မြို့နယ်တက်ကရွေးကောက်ပွဲကျင်းပနိုင်အောင်မြို့ပေါ်ဧရိယာတွေကိုဦးစားပေးတိုက်ခိုက်သိမ်းဖို့စီမံချက်နဲ့လုပ်နေပြန်တယ်ဆိုပါတယ် ကချင်ပြည်နယ်ဗမော်မြို့မှာတိုက်ပွဲပြစ်ထန်နေပြီးအချက်ဖက်စစ်ကောင်စီရဲ့တင့်ကားတစည်းကိုပါ KIA ပူပေါင်းတပ်တွေကဖျက်ဆီးနိုင်ခဲ့တဲ့အပြင်စစ်ကောင်စီတပ်ကတော့မြို့ပေါ်ကနေပြန်လဲဆုတ်ခွာသွားရပြီဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကတဲ့တွေကိုတင်ဆက်ပြပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ဖက်စစ်ကောင်စီက သူတို့စစ်အုပ်ချုပ်ရေးကြီးညာထားတဲ့မြို့နယ်63မြို့နယ်တဲကရွေးကောက်ပွဲကျင်းပတိုင်းအောင်မြို့ပေါ်အေရိယာတွေကိုဦးစားပေးတိုက်ခိုက်သိမ်းယူဖို့စီမံချက်နဲ့လုပ်နေပြန်တယ်လို့နေပြည်တော်စစ်တပ်တရင်အရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့အကြံဖက်စစ်ကောင်စီတပ်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမယ်။သူတို့ရဲ့အတူရောင်ရွေးကောက်ပွဲအတွက် သူတို့စစ်တပ်ကလက်လွတ်ဆုံးရှုံးထားရတဲ့မြို့နယ်တွေတဲကစစ်အုပ်ချုပ်ရေးကြီးညာထားတဲ့63မြို့နယ်ရဲ့မြို့ပေါ်ဒေသတွေကိုရနိုင်ကမြပြန်ရအောင်စစ်စင်ရေးစီမံချက်နဲ့တင်းယူခိုင်းနေတယ်ဆိုပါတယ်။အဲ့ဒီစစ်စင်ရေးစီမံချက်မှာရေတိုကာလနဲ့ရေရှည်ကာလဆိုပြီးနှစ်မျိုးလုံနေတယ်လို့လာမယ့်ရွေးကောက်ပွဲအတွက်မြို့ပေါ်ဧရိယာတွေကိုပြန်လည်တင်ပိုက်ဖို့ကရေတိုစီမံချက်ဖြစ်ပြီးစစ်တပ်ကလက်လွတ်ဆုံးရှုံးထားရတဲ့တနိုင်ငံလုံးကနေပြီးအကုန်လုံးပြန်လည်တင်ပိုက်ရေးကရေရှည်စီမံချက်ဖြစ်တယ်လို့လည်းဆိုပါတယ်။ ဒါပြင်အော်ဂိုလာ20ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာလေစစ်တလောင်းခန့်ရွေးကောက်ပွဲကော်မရှင်ကမြို့နယ်တရနှစ်ခုမှာလာမယ့်ဒီဇင်ဘာလ28ရက်နေ့ရွေးကောက်ပွဲပြုလုပ်မယ်ဆိုပြီးထပ်မံကြေညာထားပြန်ပါလေပြီးခဲ့တဲ့ဇွန်လ31ရက်နေ့ကလည်းအချက်ဖတ်စကောက်စီတက်က GIA MNDAA အာခတတော် AA KNDF TNLA PDF KNU အပြင်စစ်တပ်နဲ့အပြည့်ရဲ့သဘောတူထားတဲ့ UWSA ဝါတပ်ဖွဲ့အပါအဝင်ဒေါ်လာရင်းတွေတင်ပိုက်ထားတဲ့မြို့နယ်63ခုကိုစစ်အုပ်ချုပ်ရေးအဖြစ်ကြေညာပြီး လက်နက်ကိုင်မှုတွေချုပ်ငြိမ်းရေးအတွက်ဆောင်ရွက်မယ်ဆိုပြီးတော့ပါထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။အဲ့ဒီလိုအကြံဖတ်မင်းအောင်လိုင်းကစစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့နယ်တွေထဲမှာ KIA ထိန်းချုပ်ထားတဲ့မြို့နယ်၅ခု၊ GNI ပြည်နယ်မှာ KNDF အပါဝင် KNI တပ်တွေတင်ပိုက်ထားတဲ့မြို့နယ်၃ခု၊ကရင်ပြည်နယ်မှာ KNU အပါဝင်တော်လှန်ရေးတပ်တွေတင်ပိုက်ထားတဲ့မြို့နယ်၂ခု၊ချင်းပြည်နယ်မှာတော်လှန်ရေးတပ်တွေတင်ပိုက်ထားတဲ့မြို့နယ်၇ခု၊စကိုင်းတိုင်းမှာ PDF တွေတင်ပိုက်ထားတဲ့မြို့နယ်၉ခု၊ မခွေးတိုင်းမှာ PDF တွေထိမ့်ချုပ်ထားတဲ့မြို့နယ်၅ခုမန္တလေးတိုင်းမှာ PDF နဲ့ TNL တို့တင်ပိုက်ထားတဲ့မြို့နယ်၃ခုရခိုင်ပြည်နယ်မှာအရခတ်တော် AA တင်ပိုက်ထားတဲ့မြို့နယ်14ခုအဲဒီထဲကထူးခြားချက်ကတော့ရှမ်းပြည်နယ်ကမြို့နယ်15ခုကိုပါစစ်ကောင်စီကစစ်အုပ်ချုပ်ရေးအဖြစ်ထည့်သွင်းကြေညာခဲ့ပြီးအဲဒီထဲမှာသူတို့စစ်တပ်နဲ့အပြစ်ရဲသဘောတူထားတဲ့ UWSA ဝတ်တပ်ဖွဲ့နဲ့ကိုကန် MNDAA ထိန်းချုပ်ထားတဲ့မြို့နယ်တွေလည်းပါဝင်နေပါတယ်ခင်ဗျ တစ်ဖက်မှာတော့ကချင်းပြည်နယ်ဗမော်မြို့မှာတိုက်ပွဲတွေပြင်းထန်နေပြီးဂျပန်စစ်ကောင်စီရဲ့တင့်ကားဒဇီကိုပါ KIA ပူးပေါင်းတပ်တွေကဖျက်ဆီးနိုင်ခဲ့တဲ့အပြင်စစ်ကောင်စီတပ်ကတော့မြို့ပေါ်ကနေပြန်လည်ဆုတ်ခွာသွားရပြီလို့ KIA စစ်ရေးတရင်ရှင်မြင့်ကရန်ကုန်ကစ်တစ်ကိုပြောပါတယ်။ဒါကတော့ဩဂုတ်လ20ရက်နေ့ဖြစ်တဲ့မနေ့ကမွန်လွဲပိုင်းမှာပဲအချင်းပြည်နယ်ဗမော်မြို့မှာ KIA ပူးပေါင်းတပ်တွေနဲ့အဂျပန်စစ်ကောင်စီတပ်အကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်။ ဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကတေတဲ့သူတွေတန်းရရတဲ့သူတွေနဲ့တော်တော်ကိုအထိနာသွားတဲ့အပြင်သူတို့စစ်တပ်ရဲ့တင့်ကားတစည်းကိုပါ KIA ပူပေါင်းတပ်တွေကဖျက်ဆီးနိုင်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီတပ်ဟာဗမော်မြို့ပေါ်ကနေပြန်လည်ဆုတ်ခွာသွားရပြီလို့ KIA စီရင်တရင်ရင်မြစ်ကပြောထားပါတယ်။ဒါပြင်အော်ဂိုလာ၁၈ရက်နေ့ကလည်းဗမော်မြို့နောင်ခိုးမင်းလာရွှေကြည်အနီးမှာလှုပ်ရှားနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကို GAIN ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ချေမှုမှာလေစစ်တပ်စစ်ကြောင်းတကြောင်းလုံးသူတို့ရဲ့နောက်ဆုံးကြံနေတဲ့စကခ21တပ်သေးကို ပြန်ဆုတ်ပြေးသွားကြသေးတယ်လို့လဲ KAI စီးရီးသတင်းရင်းမြစ်ကပြောထားပြီးအဲ့ဒီတိုက်ပွဲအတွင်းကနေစစ်ကောင်စီတပ်သားတချို့ကိုလည်းလက်နက်ခဲယမ်းတွေနဲ့အတူစစ်တုံးမှန်းအဖြစ်တော်လိုင်းရဲတပ်တွေကအရှင်ဖမ်းဆီးရမိထားသေးတယ်လို့ပြောထားပါတယ်။ဒါအပြင်ဩဂုတ်လ7ရက်နေ့ကစပြီးဗမော်မြို့ပေါ်မြစ်ဆုံဟိုတယ်အနီးတစ်ဝိုက်မှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KAI ပူးပေါင်းတပ်တွေကြား၄ရက်စတိုက်တိုက်ပွဲပြင်းထန်ခဲ့သေးပြီးအဲ့ဒီတိုက်ပွဲမှာလည်းစစ်ကောင်စီတပ်သားအယောက်60ဝန်းကျင်ဟာအသေးသေးတိတ်ကုန်ကြတဲ့အပြင် လက်နက်ခဲယမ်းတွေကိုပါတော်လိုင်းတပ်တွေကတင်းစီရရှိခဲ့ပြီးအခုနောက်ဆုံးဩဂုတ်လ20ရက်နေ့ဖြစ်တဲ့မနေ့ကပဲဗမော်မြို့ပေါ်ကနေစစ်ကောင်စီတပ်တွေဟာအထိနာပြီးပြန်ဆုတ်သွားရပြီလို့လဲ KIA စည်ရေးတရင်ချင်းတွေကပြောထားပါတယ်ခင်ဗျာတဖက်မှာလေဒီနိုင်တိုင်းဒဝဲမြို့နယ်မှာအချက်ပစကောင်စီတပ်ရဲ့ရိတ်ကပ်ပုတ်ရင်နှန်းကိုတော်လိုင်းပူပေါင်းတပ်တွေကကြပြတ်တက်ခိုက်ချေမှုမှုအတွေ့ဇေကောင်စီတပ်သား10ဦးကတော့အသေးသေးတေကုန်ကြတဲ့အပြင် သူတို့စီးလာတဲ့ကားနဲ့လက်နက်ခဲယမ်းတွေကိုပါတော်လိုင်းတတိကတင်းစီရရှိထားတယ်လို့ဒေတာတွင်းတော်လိုင်းရဲ့တည်င်းအရင်မြစ်ကရင်ကုန်ခေတ်တကိုပြောပါတယ်။ဒါကတော့ဩဂုတ်လ16ရက်နေ့ကပဲတဝယ်မြို့ကနေပကာရီရဲကင်းစခန်းကိုရိတ်ခါလာပို့ဖို့ထွက်လာတဲ့စစ်ကောင်စီတပ်ရဲ့ရင်တန်းကိုတော်လိုင်းဤပုံပုံတတိကလက်ကနီးဂျာပြတ်တက်ခိုက်ချေမုန်းခဲ့တယ်ဆိုပါတယ်။အဲဒီလိုတက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ရဲ့ကားတစ်စီးဟာလမ်းဘေးကိုထိုးချသွားပြီးတဲ့နောက်စစ်သား၁၀ဦးနဲ့အသီးသီးတိတ်ကုန်ကြတဲ့အပြင် ဂျန်တဲ့စစ်သားတွေကတက်ပြက်ပြီးခြေဥတဲရထွက်ပြေးသွားကြတဲ့အတွက်သူတို့စီလာတဲ့ကာစီနဲ့လက်နက်ခဲယံတွေကိုပါဒေါ်လာရင်းတွေကတင်းစီရရှိထားတယ်လို့ဒေတာတွင်ဒေါ်လာရင်းသတင်းအရင်းမြစ်ကပြောထားပါတယ်တစ်ဖက်မှာလေဒိန်းတိုင်းတိုင်းပတ်မှာအချမ်းဖက်စစ်ကောင်စီတက်ကဒေါ်လာရင်းတွေထိန်းချုပ်ထားတဲ့နေမြေတွေကိုပြန်လဲထိန်းချုပ်ခြင်းနဲ့အတွက်စစ်ကြောင်းထိုးတာတွေလာလာလုံနေပြီမဲ့သူတို့စစ်တပ်စစ်ကြောင်းတွေသာဒေါ်လာရင်းတွေရဲ့ခြေမုံမှုကိုခံရပြီးပြန်ပြန်ဆုတ်ပြေးတွားကြတဲ့အခြေအနေတွေလည်းဖြစ်ပွားနေတယ်လို့ ဒေတာတွင်းသတင်းအရင်းမြစ်ကပျော်ထားပါသေးတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်မှာရှိတဲ့ဂျပန်စကောင်စီတပ်ရဲ့အမှတ်73တန်းမြင့်လေ့ကျင့်ရေးကျောင်းကိုဒေါ်လာရင်းတွေက short တိုက်တုံး၁၀လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWN တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဒါကတော့အော်ဂူလာ၂၀နှစ်ဖြစ်တဲ့မနေ့ကမွန်လယ်ပိုင်းမှာပဲတပိတ်ချင်းမြို့နယ်ခုနမိုင်မှာရှိတဲ့ဂျပန်စကောင်စီတပ်ရဲ့အမှတ်73တန်းမြင့်လေ့ကျင့်ရေးကျောင်းကို ဒေါ်လိုင်းတက်တွေက short tight တုံး10လုံးနဲ့ပြစ်ခတ် တက်ခတ်ရမှာ short tight တုံး6လုံးကပြစ်မှတ်နေရာတွေကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခတ်မှုအတွေ့စစ်ကောင်စီဘက်ကထိခိုက်သိဆုံးမှုနဲ့ပျက်စီးမှုအခြေအနေတွေကိုဆက်လက်စုံစမ်းနေပြီးထပ်မံထုတ်ပြန်ပေးပါမယ်လို့လည်း BWN တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါလေအဲ့ဒီအကြပ်ဖက်စစ်ကောင်စီရဲ့တပိတ်ချင်းမျိုးနဲ့တက်ကက73တင်တန်းကျောင်းဟာမန္တလေးတိုင်းစစ်ဌာနချုပ်နေမြအတွင်းမှာရှိတဲ့ သူတို့စစ်သားတွေကိုတိုက်ပွဲတွေစီပို့ပို့အတွက်တင်ကြားပေးနေတဲ့နေရာဖြစ်ပြီးအဲဒီကနေတပင်ချင်းနဲ့မိုးကုတ်ဒေတာဘတ်တွေကိုထိုးစစ်ဆင်မှုဈေးကောင်းစီတက်အထိုင်စခန်းအဖြစ်ရှိနေတာလည်းဖြစ်တဲ့အတွက်အခုလို short တိုက်တုံးစစ်ဆင်ရေးအဖြစ်တိုက်ခိုက်တာဖြစ်တယ်လို့လည်း BWN တပ်ဖွဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ပကိုးတိုင်းပေါက်ခေါင်းမြို့နယ်မှာအရက်ဝက်နဲ့တော်လိုင်းရင်တက်တွေရဲ့တည်င်းကိုလိုက်လံစုံစမ်းနေတဲ့အချမ်းဖက်စကောင်းစီတက်ရဲ့တက်ချက်ကြီးကြော်မြင့်တွင်ဆိုသူကို ဒေါ်လန်ရေးရဲဘော်တွေကအရှင်ဖမ်းဆီးရမိပြီမယ်ခုခံထွက်ပြေးတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရမှာတော့ပွဲချင်းပြီးကိုသိသွားပြီလို့ရွှေတောင်မြို့နယ်ပောက်ကဖားရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်လက်ရှိရန်ကုန်ခေတ်ကရရှိထားတဲ့ဓပုံထဲမှာလေအဲ့ဒီစစ်ကောင်စီဘက်ကတက်ကြည်ကြော်မြင့်တွင်ဆိုသူရဲ့ခြုံပုတ်ထဲမှာပွဲချင်းပြီးသိနေတဲ့မပါအလောင်းကိုပါအတိုင်းသားမြင်တွေ့နေရပါတယ်ဖြစ်စဉ်ကတော့အော်ဂူလာ၁၈ရက်နေ့မနက်ပိုင်းကပဲ ပေါခေါမျိုးနဲ့အတွင်းအရက်ဝက်နဲ့တော်လန်ရေးတပ်တွေရဲ့ဒင်းကိုလိုက်လံစုံစမ်းနေတဲ့အကြံဖက်စကောက်စီတပ်ရဲ့အမှတ်သုံးစုဆောင်ရေးတပ်ကတက်ကြကြီးကြော်မြင့်တွင်ဆိုသူကိုဒေါ်လန်ရေးရေဘော်တွေကအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုပါတယ်အဲ့ဒီနောက်ဒေါ်လန်ရေးရေဘော်တွေကစစ်ဆေးမှုတွေလုပ်တဲ့အချိန်သူစီမဝန်ထမ်းကတ်တွေရောတပ်သေးကန်အချက်လက်တွေပါတွေ့တဲ့အခါမှာအဲ့ဒီတက်ကြကြီးကြော်မြင့်တွင်ဆိုသူဟာသူတို့စစ်တပ်ရဲ့ထုံးစံအတိုင်းရိုင်းရိုင်းဆိုင်ဆိုင်ပြန်ပြောပြီးခုခံထွက်ပြေးတဲ့အတွက်ဒေါ်လန်ရေးရေဘော်တွေကပြစ်ခတ်ဖမ်းဆီးရမှာတော့ ခြုံပုတ်ထဲမှာပဲပွဲချင်းပြီးကိုတိတ်သွားတယ်လို့ရွှေတောင်မြို့နယ်ပကပားရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းကစလင်းမြို့နယ်နဲ့ဘုဒ္ဓလင်မြို့နယ်မှာရှိတဲ့အရတပ်ပြည်သူတွေနေထိုင်ရာခြေရာတွေကိုဂျပန်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားမှုမရှိပဲလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူတချို့ထိခိုက်မှုရှိထားပြန်တယ်လို့ပြည်သူညီနောင်တရင်တာဝန်ခံကရေကုန်ခစ်တက်ကိုပြောပါတယ်စလင်းမြို့နယ်မှာဆိုရင်အော်ဂိုလာ19ရက်နေ့ကပဲ တမန်ချင်းကြေးရွာဘက်ကိုဘာတိုက်ပွဲမှမဖြစ်ပဲအချက်ပါစစ်ကောင်စီတပ်က Jet Fighter နဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားမှုကြောင့်ပြည်သူတို့ပြင်းထန်ဒဏ်ရာရထားတယ်ဆိုပါလေတပတ်ကဘူးတလေးမြို့တယ်မှာလေအခုလည်းဆယ်နှစ်ဖြစ်တဲ့မနီကပဲညောင်ကန်ကြေးရွာကိုစစ်ကောင်စီတပ်ကအဲ့ဒီလိုပဲဘာတိုက်ပွဲမှမဖြစ်ပဲစက်တက်လေဒီနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားသေးတယ်ဆိုပါလေလက်ရှိစကိုင်းတိုင်းဘက်မှာဒေါ်လာရင်းတက်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုစစ်ကောင်စီတပ်ကပြန်လဲထိန်းချုပ်ချင်နေတဲ့အတွက်မြေပြင်ကနေစစ်ကြောင်းထိုးတာတွေလုပ်နေပြီမြေ ယတပိဒရီနေထိုင်ရာခြေရွာတွေကိုသာဝင်ရောက်မိရှုဖြက်စီးတာတွေနဲ့ပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေသာလုပ်နေပြီးတကယ်တကယ်တော်လှန်ရေးတပ်တွေနဲ့ထိတိုက်တွေ့တာနဲ့သူတို့စစ်တပ်စစ်ကြောင်းတွေသာအထိနာပြီးပြန်ပြန်ဆုတ်သွားရတဲ့အခြေအနေတွေဖြစ်နေတဲ့အတွက်လေကြောင်းကနေဘာမှမဆိုင်နဲ့ပြည်သူတွေကိုပိတ်မှတ်ထားပြီးဘုံကျဲတက်ခိုက်တာတွေလုပ်နေတာဖြစ်တယ်လို့လေဒေတာတွင်းသတင်းရှင်မြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာလည်း စကိုင်းတိုင်းကမ်ဘလူးမြို့နယ်မှာအချဖက်စကောက်စီတက်ကထိန်တော်ဂျေးရွာနေအသက်80အရွယ်အဖွားဦးတဦးကိုအုပ်စုဖွဲ့မတိန်ကျင်ပြီးလေပဲညှင့်တက်ဖြတ်ပြီးတော့ပြည်သူ၄ဦးကိုလည်းမိရှို့တက်ဖြတ်ခဲ့ပြန်တယ်လို့ဒေတာတွင်းတော်လိုင်းရေးတင်းအရင်မြင့်ကရန်ကစ်တက်ကိုပြောပါတယ်ဒါကတော့ဩဂုတ်လ16ရက်နေ့ကပဲဒဇယ်မြို့နယ်ဘက်ကနေအချက်ဖတ်စကောင်စီတပ်သားတွေနဲ့ပြူစောတိတွေပါတဲ့စစ်ကြောင်းဟာကမ်ဘလူးမြို့နယ်အတွင်းစစ်ကြောင်းထုတ်ဝင်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီနောက်စစ်ကောင်စီတပ်စစ်ကြောင်းဟာရွာသစ်ကိုင်းယို ဂျေဘင်အတည့်တော်အင်္ဂါတောင်းကြေးရွာတွေနဲ့မြစိန်ဖျားတော်တိုက်ပတ်တွေကိုမိရှို့ဖျက်ဆီးခဲ့ပြီးထိန်တော်ကြေးရွာမှာတော့စစ်ကောင်စီတပ်သားတွေဟာအသက်80အရွယ်အဖွားဦးတဦးကိုအုပ်စုဖွဲ့မဒိန်ကျင်ပြီးတော့လယ်ဘေးနှစ်တပ်ဖြတ်ခဲ့ကြတယ်ဆိုပါလေဒါပြင်ရွာသိကြေးရွာနေကိုစောဦးရီတွေးကြေးရွာနေကိုဘိုးတယုံနဲ့ထိန်တော်ကြေးရွာနေအမျိုးသားနှစ်ဦးအပောင်ဝင်စုစုပေါင်းပြည်သူ၄ဦးကိုလည်းစစ်ကောင်စီတပ်သားတွေကမိရှို့တပ်ဖြတ်ခဲ့ကြတယ်လို့ဒေတာတွင်တော်လိုင်းသတင်းရင်းမိကပြောထားပါတယ် အဲ့ဒီအချက်ဖက်စစ်ကောင်စီတက်စစ်ကြောင်းကိုတော်လှန်ရေးတပ်တွေကတိတိကျင်းမှာပဲလိုက်လံတိုက်ခိုက်ချေမှုရမှာတော့စစ်ကောင်စီတပ်သား6ဦးဟာပြစ်ခတ်မှုတွေအတွင်မှာပဲအသီးသီးတိတ်ကုန်ကြသလိုတိုက်ပွဲအတွင်းတော်လှန်ရေးဘက်ကလည်းရဲဘော်2ဦးမြင့်မြတ်စွာအသက်ပေးလူတော့ရပြီအဲ့ဒီစစ်တက်စစ်ကြောင်းကတော့အနီးဝင်းချင်းဂျေးရွာတွေတဲ့ဝင်ပြေးပြီးတက်ဆွဲထားကြတယ်လို့ဒေတာတွေတော်လှန်ရေးတရင်အရှင်မြစ်ကပြောထားပါတယ်ခင်ဗျာ ओके okay. ठगा